ုသိုလ်ကောင်းမှုဆိုတာမလုပ်ကောင်းမှုဆိုတာမရှိဘူးဘာကိုပဲအကြောင်းပြုအကြောင်းပြုကုသိုလ်ကောင်းမှုဟာလောကောင်းတာကြီးပဲမြတ်စွာဘုရားလက်ထက်တုန်းကအနာတပင်တည်းရဲ့မြေးမာလေးတူရှိတယ်အနာတပင်တည်းကြီးမှာ အလွန်ရှင်းလာစွာသောမြေလေးစော့ကစားနေတဲ့အယုတ်ကလေးကကျိုးပယ်သွားတယ်အယုတ်ကလေးကျိုးပယ်သွားတော့ကလေးကငိုတာပေါ့သူ့ယုတ်ကလေးကျိုးသွားတော့ကလေးကငိုတယ်ဆိုတော့သူ့အဖိုးစီကိုပြေးလာပြီးတော့သူ့ယုတ်ကလေးကျိုးသွားကြောင်းပြောပြပေါ့ကလေးဆိုတာကသူ့စော့ကစားတန်ဖိုးထားတဲ့အယုတ်ကလေးပြတ်သွားတော့ နှမျောတတဖြစ်ပြီးတော့ဝမ်းနေတယ်ပေါ့ကလေးဆိုတာသူရကစားပေါ်ကစားပဲအယုတ်ကလေးပြတ်သွားတော့တက်ရှိတယောက်တော့ခံစားရတယ်ကလေးကအဲ့တော့သူ့အဖိုးစီမှာငိုးယူပြီးတော့သွားတိုင်တော့သူ့ဘုရားသူ့မြေးလေးကျင်နေအောင်အေးအဲ့လိုဆိုရင်တို့တွေမြေးလေးရကစားဖက်အယုတ်ကလေးပြည့်စည်သွားတဲ့အထိမ့်မှကုသကောင်းမှုလုပ်ကြရအောင် ဆိုတော့အနာရမင်းတတိကမစ္ဆာဘုရားကိုတွတ်ချောက်တယ်အရှင်ဘုရားတပီးတော့မြေးမာလေးစော့ကစားနေတဲ့အယုတ်ကလေးကျိုးသွားလို့အဲ့ဒီဝန်းနေချင်းအထိတ်မဲ့အကြောင်းပြုပြီးတော့တပီးတော်တို့ကုသိုလ်ကောင်းမှုလုပ်မလို့ရှင်ဘုရားကြွပေးပါမစ္ဆာဘုရားလည်းကြွပေးတာပဲတမန်လူဆိုရင်တော့ဘုကန်လည်းလုပ်ရှင်တော့ပါကွာမင်းအယုတ်ကလေးကျိုးတာများ ဘာပဲရေးကြီးခွင့်ရလို့စီရလို့လို့လဲလို့ပြောအောင်ပြောမယ်ပေါ့နော်မြတ်စွာဘုရားမဟုတ်အဲ့ဒီအယုတ်ကလေးကလေးကစားစရာအယုတ်ကလေးကျိုးပြမှုကိုအကြောင်းပြပြီးလှုပ်တဲ့ကုသိုလ်ကောင်းမှုမြတ်စွာဘုရားလက်ခံတယ်အဲ့ဒီမှာမြတ်စွာဘုရားပြောတာပေါ့ကုသိုလ်ဆိုတာဘာကိုပဲအကြောင်းပြအကြောင်းပြမလှုပ်တင်ဖို့ဆိုတာမရှိဘူးကုသိုလ်ဆိုတာလှုပ်တင်တဲ့အရာတွေကြီးပဲအခုလဲဒါနော်ဒကာကြီးဦးဝင်းဆိုရင်အနေနဲ့မြေးလေးရဲ့တနှစ်ပြည့် မွေးနေ့အထိမ့်မှတ်အမတ်တရားကုသိုလ်ဆောင်ရွက်ပေးတယ်အဲ့တော့ကလေးဒီငယ်စဉ်အချိန်မှာနားလေသိမှာမဟုတ်သေးပြီမဲ့ကြီးလာတဲ့အခါမှာပြန်ပြောပြလို့ရသူ့အတွက်ဝမ်းသာစရာဖြစ်သွားတယ်ငငယ်တုန်းကတို့တွေမင်းအတွက်ဒီလိုကုသိုလ်ကောင်းမှုတွေလုပ်ပေးခဲ့ကြတယ်ဆိုတာကိုသူ့ကိုပြန်ပြောပြတဲ့အခါမှာသူ့အတွက်ဝမ်းသာစရာဖြစ်သွားတယ်ပေါ့ နောက်ကလေးအနေနဲ့သူတို့ကောင်းတွေရဲ့ပုံရိပ်ကိုမြင်ရတဲ့အခါမှာလဲသူ့အာယုံမှာနော်ဒီတန်ဃာတော်တွေရဲ့ပုံရိပ်ကိုဖန်ယူထားတာမျိုးရှိတယ်ကလေးငယ်ဆိုတာကအရာရာကိုစူးစမ်းတဲ့အရွယ်ဖြစ်တယ်သူ့ရဲ့မျက်စိက အရာရာကိုစူးစမ်းနေတယ်နားကအရာရာကိုစူးစမ်းနေတယ်မြင်သမျှကိုသူမှတ်တယ်ကြားသမျှကိုသူမှတ်တယ် ဒီအရွယ်လေးတွေအားလုံးကမှတ်သားတဲ့အရွယ်လေးကြည့်ပါအဲ့တော့ကောင်းတဲ့အာယုံကောင်းတဲ့အတွေ့အကြုံသူ့ရဲ့ memory ထဲမှာထည့်ပေးလိုက်တာပဲပေါ့ဒါကြောင့်မစ္စဘီယာမိတ်သူတို့ပဲကုသိုလ်ကောင်းမှုဆိုတာဘာကိုပဲအကြောင်းပြုအကြောင်းပြုမလုံသင်မှုဆိုတာမရှိဘူးခုနကအယုတ်ကလေးကျိုးသွားတာတောင်မှအကြောင်းပြုပြီးတော့ကြီးကျယ်တဲ့အလူဒါနာပွဲတစ်ခုလုပ်တယ်။တော့တန်ခါးတွေအများကြီးပင့်ပြီးတော့ကြီးကျယ်တဲ့အလူဒါနာလုပ်တယ်။ဒါကြောင့်ဦးဇင်းတို့ မြတ်စွာဘုရားရဲ့အဆုံးအမဒေသနာတော်အရာဘာကိုပဲအကြောင်းပြုအကြောင်းပြုကုသိုလ်ဆိုတာလွတ်တင်တာတွေကြီးပဲဘာခေါင်းစဉ်ပဲတက်တက်အမြီမဲ့ခေါင်းစဉ်ပဲတက်တက်မွေးနေ့ခေါင်းစဉ်ပဲတက်တက်အိမ်တက်မင်္ဂလာခေါင်းစဉ်ပဲတက်တက်နော်ကုသိုလ်ဆိုတာလွတ်တင်တဲ့ဟာတွေကြီးပဲကောင်းပြီဒါကြောင့်ဒီနေ့မြေးလေးရဲ့မွေးနေ့ပွဲမှာပြုလုပ်ခြင်းပါအပ်တဲ့ကုသိုလ်ပွဲမှာ အနုမောဒနာတရားအနေနဲ့မြတ်စွာဘုရားရဲ့မေတ္တာအောင်ပွဲအကြောင်းကိုဟောကြားပေးမှာဖြစ်တယ်ပိဋကတ်ထဲမှာမြတ်စွာဘုရားရဲ့မေတ္တာအောင်ပွဲမှတ်တမ်းတင်ထားတာရှိတယ်အဲ့ထက်ကတစ်ခုပေါ့နော်မြတ်စွာဘုရားရဲ့မေတ္တာအောင်ပွဲဘုရားရှင်ဒီသာသနာပြုတဲ့အခါမှာ တကူဆိုတာထက်မေတ္တာတရားကရုဏာတရားကိုအဓိကထားပြီးတော့သာသနာပြုပါလားတကူသုံးခဲပါလေမြတ်စွာဘုရားမှာတကူရှိတယ်အမေနေရာတကအဲ့တကူကိုထုတ်မသုံးဘူးမြတ်စွာဘုရားကမေတ္တာတို့ကရုဏာတို့ကိုပဲအဓိကလက်ကင်ထားပြီးသာသနာပြုခဲ့တယ်ဒီခါတုန်းကမြတ်စွာဘုရားအမှုရှိတဲ့သံဃာတော် 1250ခီးထွက်လာတယ်ကုတိနာရုံပြည်ကိုခီးထွက်လာတယ်ခီးထွက်လာတော့ကုတိနာရုံပြည်ကအစီဝေးထိုင်ပြီးတော့ဒိုးစီကိုမြတ်စွာဘုရားကြွမှာအဲ့တော့ဘုရားအမှုရှိတဲ့တန်ဃာတော်တွေကိုဖတ်ပြီးတော့ကြိုဆိုကြရမယ် မြတ်စွာဘုရားကိုကြည်ညိုသည်ဖြစ်စေမကြည်ညိုသည်ဖြစ်စေဒါအမိန့်ပဲအားလုံးမြတ်စွာဘုရားကိုထွက်ပြီးခရီးဝကြိုဆိုကြရမယ်ခရီးဝမကြိုဆိုတဲ့ပုဂ္ဂိုလ်ဓာငွေ900ရိုက်ခံရမယ်ပေါ့သူခေတ်ကငွေ900ဆိုတာအလွန်တန်ဖိုးကြီးတယ်မြတ်စွာမြတ်စွာဘုရားကိုခရီးဝမကြိုဆိုတဲ့ပုဂ္ဂိုလ်ဓာငွေ900အဲ့တော့မြတ်စွာဘုရားကိုကြည်ညိုတဲ့သူတွေကတော့အထူးပြောစရာမလိုပေမဲ့ မကြညိုတဲ့ပုံကိုယ်တွေကကြာတော့အောင့်တက်တက်နဲ့ထွက်ပြီးခရူးကျဆူကြတာပေါ့နော်မင်းအမိန်ဆိုတော့လေအဲ့ဒီမှာအရှင်အာနန္ဒာရဲ့တငယ်ချင်းရောဇာလို့ခေါ်တဲ့မင်းသားတဦးလည်းပါတယ်အဲ့ဒီမင်းသားကဗုဒ္ဓဘာသာမဟုတ်ဘူးမြတ်စွာဘုရားကိုမကြည်ညိုဘူးမကြည်ညိုညုံမကဘူးသူကအရှင်အာနန္ဒာနဲ့ရင်းနှီးတော့အရှင်အာနန္ဒာကိုတရက်ချောက်ဖူးတယ် ရှင်ဘုရားအနန္တာတဲ့ဘာလို့ဘုန်းကြီးဝင်နေတော့တပည့်တော်ချမ်းသာတယ်တဲ့တပည့်တော်မှာရွှေတွေငွေတွေပတ်စံတွေအများကြီးရှိတယ်ရှင်ဘုရားလူထွက်ခဲ့ရှင်ဘုရားကိုတဝက်ပေးမယ်တပည့်တော်ရဲ့ပိုင်ဆိုင်မှုတဝက်ကိုရှင်ဘုရားခွဲပေးမယ်ရှင်ဘုရားလူထွက်ပါအဲ့လောက်ထိကိုပြောတာသာသနာတော်ကမကြည်ညိုဘုန်းကြီးဝတ်တာလူဖြစ်ချုံးတယ်လို့သူကယူဆတယ်ကမ္မကောအာယုန်တွေမခံစားဘဲနဲ့ဘုန်းကြီးဝတ်နေတာလူဖြစ်ချုံးတယ်လို့ယူဆတယ် အဲ့ဒါရှင်မြတ်ဘုန်းကြီးဝတ်မနေနဲ့လူထွက်တပည့်တော်ရဲ့ပိုင်ဆိုင်မှုတဝက်ကိုရှင်မြတ်ပေးမယ်အရှင်အာရဏတော်တော်စိတ်မကောင်းဖြစ်သွားတယ်အရှင်အာရဏတော်တော်စိတ်မကောင်းဖြစ်သွားတယ်သူ့တငယ်ချင်းအရင်ခေါက်ခေါက်ကြီးကသူ့ကိုလူထွက်ဖို့ပြောတယ်ဆိုတော့ကျွန်တော်စိတ်မကောင်းဖြစ်သွားတယ်အဲ့ဒါနဲ့မြတ်စွာဘုရားကိုသွားချောင်းတယ်ရှင်မြတ်တပည့်တော်ရဲ့ရှင်းလာသောတငယ်ချင်းကတပည့်တော်ကိုလူထွက်ခိုင်းနေတယ် ဆိုတော့မြတ်စွာဘုရားကအေးတဲ့အဲ့ဒီရောဇာမန်လာကဒီဘဝမှာနေမကဘူးတဲ့အရင်ဘဝလည်းအဲ့တိုင်းပဲတဲ့သူ့အကျင့်ကမပြောက်ဘူးတဲ့ကိုမလုံးနိုင်ရင်မနေဘူးလုံးနိုင်တဲ့ပုံကိုယ်တွေကိုပါသူကဆွဲရှာတာပေါ့နော်အဲ့လိုမျိုးရောဇာဆိုလို့ခေါ်တဲ့ဒီမင်းသားကဘုန်းကြီးဝတ်တာကိုတတဒုက္ခခံနေတာလို့သူကမြင်တယ်လူဖြစ်ချုံးတယ်လို့သူကမြင်တယ် လူဖြစ်လာရင်ကာမဂုဏ်အာယုံခံစားရမှာပေါ့ဘာလို့ဘုန်းကြီးဝတ်နေတော့အဲ့လိုလူမျိုးနော်အဲ့တော့အခုဒံငွေ900ရိုက်ခံရမှာဆိုတော့သူလဲမြတ်စွာဘုရားကိုမကြည်ညိုပေမဲ့လမ်းမှာထွက်ပြီးတော့စောင့်နေရတယ်ဘုရားကိုအဲ့ဒါနဲ့ဘုရားမှုရှိတော့တန်ဃာတော်တွေမြို့ကိုကြွလာပြီတစ်မျိုးလုံးကအုပ်အုပ်ကြွကြွနဲ့မြတ်စွာဘုရားကိုကြိုဆိုကြတယ်ပေါ့အဲ့ဒီမှာအရှင်အာနန္ဒာကသူ့တငယ်ချင်း ခုနကသူ့ကိုလူထွက်ခိုင်းတဲ့တငယ်ချင်းရောစာကိုသွားတွေ့တယ်။သူဝမ်းသာသွားတာ။ဟောငါတငယ်ချင်းစိတ်ပြောင်းသွားပြီနဲ့တွေ့တယ်။အရင်တုန်းကဘာသာသာသနာကိုမကြည်ညိုတဲ့ပုဂ္ဂိုလ်အခုတော့ဘယ်နဲ့ဖယားမှုရှိတဲ့တန်ဃာတော်ကြွလာတာကိုခရီးဦးကျူဆိုတယ်ဆိုတော့ငါတငယ်ချင်းစိတ်ပြောင်းသွားပြီနဲ့တွေ့တယ်ပေါ့။အဲ့ဒါနဲ့အရှင်အနန္ဒာကပြောတယ်ဟဲ့တငယ်ချင်းဘယ်နဲ့တော့မင်းပြောင်းလဲသွားပြီလားပေါ့။ ်မြတ်စွာဘုရားကိုခရီးဦးကျိုးစိုးတွေလုံလို့ပါလို့အရင်တုန်းကတော့မင်းဘုရားကိုမကြည်ညိုပါဘူးအခုဘယ်လိုဖြစ်သွားတာတော့ပြောင်းသွားပြီလားပေါ့ကျန်တဲ့ကဝမ်းမြောက်ဝမ်းသာဖြစ်နေတာသူတငယ်ချင်းစိတ်ထားပြောင်းပြီးထင်ပြီးတော့ဝမ်းသာနေတာအဲ့တော့ရောဇာမင်းသားကပြောတယ်အရှင်အနန္ဒာတဲ့ကျေဝမ်းသာမနေနဲ့တတိယတော်ကအရှင်မယားဘုရားကိုကြည်ညိုလို့မဟုတ်ဘူးတတိယတော်ကအရှင်မယားတို့ဘုရားကိုကြည်ညိုပါဘူး ဒိုင်ဝေ900ရိုက်ခံရမှာဆိုလို့လာဆောင်နေတာဒိုင်ဝေရိုက်ခံရမှာဆိုလို့ဘုရားကိုလာဆောင်နေတာဒီတော့အရှင်ဘုရားစိတ်မကောင်းဖြစ်သွားတယ်မြတ်စွာမြတ်စွာဘုရားတွားချောက်တယ်အရှင်ဘုရားတပည့်တော်ရဲ့ရှင်လွတ်တော်တန်ငယ်ချင်းရောဇာစိတ်ထားပြောင်းပြီးထင်းနေတာမပြောင်းသေးဘူးဗျာဒိုင်ဝေ900ရိုက်ခံရမှာဆိုလို့ဒါမြတ်စွာဘုရားကိုလာဆောင်နေတာအခုချိန်ဒီမြတ်စွာဘုရားကိုမကြည်ညိုသေးဘူးတဲ့ ရှင်ဗျာတပည့်တော်ရဲ့တငယ်ချင်းရောစာကဒီမြို့မှာနာမည်ကြီးဖျားတဲ့ထင်ရှားတယ်ကြော်ကြားတယ်သူ့လိုပုဂ္ဂိုလ်မျိုးသာသနာကိုကြီးညိုလာမယ်ဆိုရင်အကျိုးများမှာရှင်ဗျာတဲ့အဲ့တော့ရှင်ဗျာကုညီပေးပါအောင်ပေါ့နော်မြတ်စွာဘုရားကိုခြောက်ထားတယ်သူ့တငယ်ချင်းမြတ်စွာဘုရားအပေါ်မှာကြီးညိုလာအောင်မြတ်စွာဘုရားကိုအကူညီတောင်းတယ် မြတ်စွာဘုရားကပြောတယ်အနန္ဒာတဲ့ရောဇာလိုပုဂ္ဂိုလ်မျိုးဘာသာသာသနာကိုစိတ်ဝင်စားအောင်လုပ်ဖို့ငါ့အတွက်ကဘာမှမခက်ပါဘူးငါ့အတွက်ဘာမှမခက်ဘူးသူသာသနာကိုစိတ်ဝင်စားလာအောင်လုပ်ဖို့ဘာမှမခက်ဘူးတဲ့အဲ့ဒါမြတ်စွာဘုရားကဘာလုပ်တယ်လဲလို့မေးတော့မေတ္တာပို့တာဖခင်ကိုမကြည်ညိုအမြင်ကက်ကြည့်မရတဲ့သူကိုမြတ်စွာဘုရားကမေတ္တာပို့တာခါတိုင်းဆိုရင်မြတ်စွာဘုရားရဲ့မေတ္တာတရားကစကြဝဠာ အနှက်ဖြန့်ပြီးတော့မေတ္တာပို့တာတလောကလုံးကိုဖြန့်ပြီးတော့ဘုရားမေတ္တာပို့တာအခုတော့အရေးကြောင်းကြုံလာပြီဆိုရင်တလောကလုံးဖြန့်ထားတဲ့မေတ္တာကိုပုဂ္ဂိုလ်တဦးတယောက်ထံမှာစုပြီးတော့ပို့တာအခုရောဇာမင်းသားရဲ့စိတ်ဂျိုင်းဆိုင်နေတဲ့ကြမ်းတမ်းနေတဲ့အဲ့တော့မြတ်စွာဘုရားက ရောဇာမင်းသားကိုမေတ္တာပို့တယ်ပေါ့စုဆိုင်ပြီးတော့မေတ္တာပို့တယ် မြတ်စွာဘုရားရဲ့မေတ္တာထက်ထိတွေ့သွားတဲ့အခါမှာဘောဇာမင်းသားရဲ့စိတ်ကပြောင်းထွက်သွားတယ်။ဂျိုင်းဆိုင်တဲ့စိတ်ကပြောင်းထွက်သွားတယ်။မေတ္တာ deadline ဆိုတာရှိတယ်။လောကမှာကောင်းတဲ့လိုင်းနေရှိတယ်လို့မကောင်းတဲ့လိုင်းနေလည်းရှိတယ်။ဟောကောင်းတဲ့လိုင်းရောမကောင်းတဲ့လိုင်းလောကမှာရှိတယ်။ဥပမာငငယ်တုန်းကအဲစာအုပ်တုပ်ဖတ်ဘူးတယ်ဂျပန်နိုင်ငံကသူတေသနာပြုထားတဲ့စာအုပ်တော့ ရေတွေကိုသူရေသနာပြုတာဆိုင်ဆိုင်ကြမ်းတမ်းတဲ့ရက်ွက်ထဲမှာရှိတဲ့ရေရင်ကြီးပါတယ်ဆိုတော့လူအတိုင်းဝိုင်းမှာရှိတဲ့ရေဆိုရေနှစ်ခုကိုသူရေသနာပြုတာမိုက်ခရိုစကုပ်နဲ့အစာပေါင်းများစွာချဲ့ပြီးတော့အဲ့ရေကိုကြည့်တာအဲကြမ်းတမ်းတဲ့ရက်ွက်မှာရှိတဲ့ရေနော်ဇယိုက်ကြမ်းတဲ့လူတွေရဲ့ရက်ွက်မှာရှိတဲ့ရေကိုကြည့်လိုက်တဲ့အခါမှာ ရေမှာပုံတံတွေရှိတယ်တဲ့နော်အဲ့ဒီစာအုပ်ထဲမှာဓာတ်ပုံနဲ့တော့ကပြပေးထားတယ်ရေမှာပုံတံလေးတွေရှိတယ်လူတွေရက်ွက်ထဲမှာမူးကြတောက်စားကြဆဲဆိုကြရံဖြစ်ကြဆိုတော့ဒေါသလိုင်းတွေအဲ့ရက်ွက်ထဲမှာနော်မကောင်းတဲ့ဒက်လိုင်းတွေများတယ်အဲ့ဒီမကောင်းတဲ့လှိုင်းရဲ့ရိုက်ခတ်မှုကြောင့်အဲ့ဒီရေပုံတံတန်လေးတွေကပြောင်းလဲနေတယ်ပုံစုပန်းစုဖြစ်နေရေတွေရ ပုံသဏ္ဍာန်လေးတွေကအတော်ကြည့်ရဆိုးတယ်ပေါ့နော်ဒေါသလှိုင်းလေးကြောင့်ရိုက်ခတ်ပြီးတော့တက်ရောက်မှုရှိတာပြောပြတာနော်တက်ရောက်မှုရှိတယ်ဒေါသလှိုင်းတွေကတက်ရောက်မှုရှိတယ်အဲ့နဇယိုက်အကျင့်ကောင်းနေလို့တတ်မှတ်ထားတဲ့ရက်ွက်ထဲမှာရှိတဲ့ရေကိုထပ်ပြီးတော့ကြည့်လိုက်တဲ့အခါကျတော့ပုံသဏ္ဍာန်လေးတွေလှလာတယ်ကြာပန်းပုံသဏ္ဍာန်လေးတွေကျဲပုံသဏ္ဍာန်လေးတွေအဲ့လိုရေလေးတွေကပုံသဏ္ဍာန်လေးတွေဖြစ် တို့ကြတော့စကားမကြံဘူးပေါ့နော်လူကြီးလူကောင်းဆန်တဲ့ရက်ကွက်မှာကြတော့ကုသိုလ်တွေလုပ်ကြတယ်မေတ္တာတွေထားကြတယ်စကားပြောတဲ့ခါမှလည်းနူညံ့ညံ့တဲတဲမှုတွေပြောကြတယ်တို့ရဲ့မေတ္တာတက်လိုင်းကုသိုလ်လိုင်းကြောင့်နော်အဲ့ဒီမှာရေလေးတွေကပုံစံံပြောင်းနေတယ်ဒါဒီနေ့ခေတ်ကလက်တွေ့ကြတဲ့ခေတ်ကိုနော်အကြံနိုင်ငံကသူတေသနာပြုထားတာအဲ့ဒါလေးဖတ်ရတယ်ပုံနဲ့တကွဖတ်ရတယ်အဲ့ဒါကြောင့် စိတ်ကောင်းစေတနာကောင်းရှိတဲ့ပဝန်းကျင်မှာအေးချမ်းတဲ့အငွေ့သက်ကိုခံစားရပြီးတော့စိတ်ဆိုးတဲ့ပုံကိုယ်တွေစိတ်ပုံရှိတဲ့ပုံကိုယ်တွေရဲ့ပဝန်းကျင်မှာဆိုရင်ဝင်လိုက်တာနဲ့ကိုမငြိမ်းချမ်းတဲ့အငွေ့သက်ကိုခံစားရတယ်။ကွာတယ်နော်။တခါကြီးတို့တခါမကြီးတို့လည်းကြုံကောင်းကြုံတက်တယ်။တနည်းအားဖြင့်ကိုရောက်သွားတဲ့အခါမှာဒီညာလေးအေးချမ်းလိုက်တာလို့အေးချမ်းတဲ့အငွေ့သက်ကိုခံစားရတယ်ဆို။သူတို့ဟောင်းတို့ရဲ့လိုင်းတွေရှိတယ်ပေါ့။ တချို့ရက်ွက်တချို့နေရာရောက်သွားပြီဆိုရင်ဝင်လိုက်တာနဲ့ကိုစိတ်ထဲမှာမတန့်ဘူးတမျိုးတစ်ပုံခံစားရတာရှိတယ်အဲ့ဒါကြောင့်လောကကြီးမှာကောင်းတဲ့လှိုင်းတွေလည်းရှိတယ်မကောင်းတဲ့လှိုင်းတွေလည်းရှိတယ်ပေါ့အခုမြတ်စွာဘုရားကမေတ္တာလှိုင်းနဲ့ရောဇာရဲ့စိတ်ကိုပြောင်းလဲလိုက်တာကျန်းတန်းနေတဲ့ရိုင်းဆိုင်နေတဲ့ရောဇာမင်းသားရဲ့စိတ်ကိုမြတ်စွာဘုရားရဲ့မေတ္တာလှိုင်းနဲ့ပြုပြင်လိုက်တာနော်ချက်ချင်းရောဇာမင်းသားစိတ်ပြောင်းသွားတယ် ဖရားကိုတွေ့ကျင်တဲ့စိတ်တဖွာဖွာဖြစ်လာတယ်ပထမတော့ဖရားကိုအမြင်ကတည်းကဖရားကိုကြည့်မရဘူးဆိုတဲ့သူရဲ့စိတ်ကဖရားကိုတွေ့ကျင်စိတ်တွေတဖွာဖွာပြောင်းသွားတယ်ဖရားဗမာလဲဖရားဗမာလဲဆိုပြီးတော့နွားငယ်ကလေးကသူ့ရဲ့ပျောက်ဆုံးနေတဲ့မိခင်နွားမကြီးကိုလိုက်ရှာတယ်လို့မျိုးမင်းသားကမြတ်စွာဘုရားအကိုဖူးချင်တဲ့စိတ်တဖွာဖွာပေါ်ပြီးတော့ကြောင်းကိုရောက်လာဘုရားဗမာလဲဖရားဖရားဗမာလဲဖရားဖရားကိုတွေ့ချင်နေဖြစ်လာ မေတ္တာစွမ်းအားနော်အဲ့ဒါနဲ့မြတ်စွာဘုရားရှင်ကို ရောက်လာတယ်ဆိုပါစို့မြတ်စွာဘုရားရှင်ရောက်လာတော့မြတ်စွာဘုရားက တရားစကားပြောတယ်ပေါ့ဒီရောဇာမင်းသားကဘာသာရေးအခြေခံဘာမှမရှိသေးဘူးကြည်တော်မြတ်စွာဘုရားကတရားကိုချက်ချင်းသစ္စာ၄ပါးတရားဝိပဿနာတရားဟောလို့မဖြစ်ဘူးလေအဲ့တော့အခြေခံအစဟောရပေါ့ ဒါနကထကုသိုလ်တွေထဲမှာလောက်ရတာအလွယ်ဆုံးကဒါနတမန်ရရအကထိန်မှာလဲဟောခဲ့တယ်ဒါနကပြုရလွယ်တယ်ဆိုပေမဲ့လည်းလုံနေကြပုဂ္ဂိုလ်အတွက်သာလွယ်တာပါလုံနေကြပုဂ္ဂိုလ်အတွက်ကတော့ဒါနလောက်ရတာဘာမှမခက်ဘူးဒါပေမဲ့လုံနေကြပုဂ္ဂိုလ်မဟုတ်ဘူးဆိုရင်ဒါနကလည်းလောက်ရတာအလွန်ခက်တယ်ဒါကြောင့်စာပေထဲမှာဒါနင်းစ ယုတ်တင်စာတမာနာမှာဟုတ်စစ်တိုက်ရတာနဲ့ဒါနလောက်ရတာအတူတူပဲဒါနလောက်ရတာလဲစစ်ပွဲတပွဲဆင်လို့ရတာနဲ့သွားတူတယ်စစ်တိုက်ရတယ်ဆိုတာလဲခတ်တယ်ဒါနလောက်ရတာလဲခတ်တယ်ဟုတ်တော့ဒါနလောက်ရတယ်ဆိုတာလောဘကိလေသာမစ္စရိယကိလေသာတွေကိုတိုက်ရတာစစ်တိုက်တယ်လို့ပဲဒါနလောက်ရတယ်ဆိုတာစစ်တိုက်တယ်လို့ပဲကိုရှာပွေထားတဲ့ဥစ္စာကို ရှင်မျိုးလည်းမတော်သွေးသားလည်းမဆက်တဲ့ပုံကိုယ်ကိုစွန့်လာတာလှူရတယ်ဆိုတာအတော်ခက်တယ်ဟုတ်။အဲ့တော့လောဘဆိုတဲ့ကိလေသာယံသူမစ္စရိယဆိုတဲ့ကိလေသာယံသူကိုတိုက်ရတာ။ဒါကြောင့်ဒါနာတစ်ခုလောက်ရတာနဲ့စစ်ပွဲတစ်ပွဲတိုက်ရတာအတူတူပဲ။အင်းကောင်းပြီအဲ့တော့မြတ်စွာဘုရားကအရှိကအကြဆုံးဖြစ်တဲ့ဒါနာအကြောင်းကစဟောတယ်ပေါ့။ဒါနာပြီးတော့တစင်တက်ပြီးတော့မြတ်စွာဘုရားကကိုကျင့်တရားစဟောတယ်။ ါနမှာယက်မနေနဲ့ကိုကျင်တရားကိုဆက်ကိုကျင်တရားကနေဆက်ပြီးတော့တက္ကကထာနှစ်ပြည်ယောက်ျောင်းတရားတွေကိုဘုရားဟောအဲ့တော့ဒါနအကြောင်းနေသီလအကြောင်းနေနှစ်ပြည်အကြောင်းနေဟောတော့မင်းသားရဲ့စိတ်ကတဖြည်းဖြည်းနဲ့ခြွင်းလာတယ်လန်းလာတယ်တက်ကြွလာတယ်စိတ်ဝင်စားလာတယ်တဖြည်းဖြည်းနဲ့သူ့ရဲ့စိတ်ကပြောင်းလဲလာပြီပေါ့နော်မြတ်စွာဘုရားပေါ်မှာအတော်ကြီးညိုးလာပြီဘုရားရဲ့တရားတွေကိုလည်းနှစ်သက်လာပြီသဘောကျလာပြီ သူ့စိတ်တွေကတော်တော်လေးပြောင်းလဲနေပြီတရားနာရင်နာရင်လည်းစိတ်တွေကပြောင်းလဲနေပြီကြည်ညိုစိတ်တွေတစ်ဖွာဖွာပေါ်နေပြီစိတ်တွေနူးညံ့နေပြီပိန်မွေ့နေပြီအဲ့ဒီခါမြတ်စွာဘုရားကဝိပဿနာဟောဖို့အချိန်တန်ပြီဆိုတဲ့ခါကျတော့မြတ်စွာဘုရားကလောကရဲ့ကာမဂုဏ်တွေရဲ့အပြစ်တွေကိုပြောပြတယ်ဒီကာမဂုဏ်တွေကြောင့်တတ္တဝါတွေအပယ်ချနိုင်ပုံတွေကိုဘုရားပြောပြလောကမှာဒုစရိုက်တွေလုပ်နေကြတာဟာဒီကာမဂုဏ်တွေကြောင့်လုပ်နေကြတာခိုးတာတွေတတ်တာတွေ ဒီကာမဂုဏ်တွေကြောင့်ပဲလုံနေကြတာဆိုတော့ကာမဂုဏ်ရဲ့အပြစ်တွေကိုမြတ်စွာဘုရားပြပြီးတော့ဒီဘဝခန္ဓာတွေရဲ့လွတ်မြောက်ရာလမ်းစဉ်ဆိုတာရှိတယ်လို့မြတ်စွာဘုရားကဝိပဿနာတရားဟောပေးတယ်ဘာမှမခက်ဘူးเนาะဒါအခုမှဘာသာကြားဘုရားရဲ့မေတ္တာဆွမ်းအားကြောင့်သာဘုရားကိုဖူးခြင်းစိတ်တစ်ပွားပွားပေါ်လို့မြတ်စွာဘုရားကခြံကိုရောက်လာတာအဲ့ဒီပုံကိုမြတ်စွာဘုရားက အရှင်ခင်ကနေစာပြီးတရားဟောသွားတာတော့ဆိုဝိပဿနာအထိရောက်သွားတယ်ဝိပဿနာဆိုတာလဲခက်ခက်ကြီးမဟုတ်ဘူးနော်ဒီလိုပုံကိုယ်ကိုခက်ခက်ကြီးသွားဟောလို့လည်းမရဘူးလေအဲ့ဝိပဿနာဆိုတာစောင့်ကြည့်တဲ့အလုံးဘာဝင်စောင့်ကြည့်တာလဲလို့မေးရင်မိမိရဲ့ body ဖြစ်တဲ့ကိုယ်ကာယကိုစောင့်ကြည့်တာ mind လို့ခေါ်တဲ့ကိုယ့်ရဲ့စိတ်ကိုစောင့်ကြည့်တာအဲ့တော့ဝိပဿနာအလုံးဆိုတာ ကိုကရကိုစောင့်ကြည့်တယ်ကိုကရလှုပ်ရှားမှုမှန်သမျှစောင့်ကြည့်တယ်လက်လှုပ်ရင် လက်ကိုကြည့်တယ်ခြေလှုပ်ရင်ခြေကိုစောင့်ကြည့်တယ်လက်လှုပ်ရှားတဲ့အခါမှာဖြစ်ပေါ်တဲ့ရုပ်သဘောခြေတော်လှုပ်တဲ့အခါမှာဖြစ်တဲ့ရုပ်သဘောခေါင်းလှုပ်ရင်လှုပ်တဲ့ရုပ်သဘောခန္ဓာကိုယ်မှာဘယ်နှမ်းမှာဘာဖြစ်နေတယ်လဲစောင့်ကြည့်တဲ့အလုပ်စိတ်ကိုစောင့်ကြည့်တယ်စိတ်ကဘာစိတ်တွေဖြစ်လဲဝမ်းသာတဲ့စိတ်ဖြစ်လားဝမ်းနေတဲ့စိတ်ဖြစ်လားသဘောကြတဲ့စိတ်ဖြစ်လားသဘောမကြတဲ့စိတ်ဖြစ်လားကျဉ်နေတဲ့စိတ်ဖြစ်လားမကျဉ်နေတဲ့စိတ်ဖြစ်လားကြိုက်တဲ့စိတ်ဖြစ်လားမကြိုက်တဲ့စိတ်ဖြစ်လား တက်ကြွနေလားပြင်းနေသလားကိုယ်စိတ်ကိုယ်ကိုစောင့်ကြည့်တယ်မြတ်စွာဘုရားကအဲ့ဒီလိုမေကကထာလို့ခေါ်တဲ့ဝိပဿနာလမ်းစဉ်ကိုလည်းဟောပေးတယ်အရောသာမင်းသားကဘုရားရဲ့တရားကိုနာရင်နဲ့သူ့စိတ်ကိုခန္ဓာဘက်ကိုလှက်သူ့ခန္ဓာကိုစောင့်ကြည့်တယ်ဘုရားဟောတယ်လို့ပဲစောင့်ကြည့်တယ်ဘယ်နာလေးမှာခန္ဓာကိုယ်ကလှုပ်တယ်လဲလှုပ်တာလေးကြည့်တယ် စိတ်ကဘာတွေတွေးနေလဲဘာဖြစ်နေတယ်လဲစိတ်ကိုစောင့်ကြည့်ရတရားနာရင်နာရင်နဲ့သူ့ရဲ့ရုပ်ကိုကြည့်လိုက်မဆောဘုရားတရားနာလိုက်သူ့ရဲ့စိတ်ကိုစောင့်ကြည့်လိုက်တရားနာလိုက်နဲ့ဝိပဿနာအလုပ်ဖြစ်နေတာနော်တရားနာရင်ဝိပဿနာအထုံနေတာခန္ဓာကိုယ်ကိုစောင့်ကြည့်တယ်ရုပ်ကိုစောင့်ကြည့်တယ်စိတ်ကိုစောင့်ကြည့်တယ်အဲ့တော့စောင့်ကြည့်လိုက်တဲ့အခါကျတော့ စိတ်ရဲ့တဘာဝတရားတွေကိုသိခွင့်ရတယ်ရုပ်ရဲ့တဘာဝတရားတွေကိုသိခွင့်ရတယ်။ဩစိတ်ဆိုတာဒီလိုဖြစ်တာကိုရုပ်ဆိုတာဒီလိုဖြစ်တာကိုဆိုပြီးတော့ရုပ်ရဲ့သဘောအမှန်ကိုသိခွင့်ရတယ်စိတ်ရဲ့သဘောအမှန်ကိုသိခွင့်ရတယ်။ညဝိပဿနာဆိုတာထွေထူးထူးမဟုတ်ဘူး။ကိုယ့်ရဲ့ရုပ်ခန္ဓာနဲ့စိတ်ကိုစောင့်ကြည့်ရတဲ့အလုပ်ပဲ။တနည်းအားဖြင့်ပြောမယ်ဆိုရင်ရုပ်သဘောနဲ့စိတ်သဘောကိုသိအောင်လုပ်ရတဲ့အလုပ်ပဲ။ ဆိုတော့အဲ့ဒီမှာတရားနိုင်ရင်ကိုယ်ခန္ဓာကိုကြည်ရင်တရားနိုင်ရင်ခန္ဓာကိုကြည်ရင်တဲ့သောတာပန်ဖြစ်သွားတာနော်သောတာပန်ဖြစ်သွားတာတရားနိုင်ရင်ခန္ဓာကိုဉာဏ်လက်တာနော်သောတာပန်ဖြစ်သွားတယ်အဲ့တော့မခက်ခဲဘူးတရားအလုပ်ဆိုတာခက်သလားမေးမခက်ဘူးလုပ်ဖို့ပဲလိုတယ်ပေါ့ကိုယ့်ရဲ့စိတ်ကိုစောင့်ကြည့်ဖြစ်တဲ့အတိုင်းကိုသိပေးစိတ်ဘာဖြစ်နေသလဲ ဖြစ်တဲ့အတိုင်းကိုသာသိရုပ်ပါဖြစ်တယ်လည်းဖြစ်တဲ့အတိုင်းကိုသာသိဖြစ်တဲ့အတိုင်းသိပေးနေဖို့ပဲလိုတယ်တရားလို့ဆိုတာသိရတဲ့အလုပ်ပဲနော်သိပေးရတဲ့အလုပ်ပဲအဲ့ဒါနဲ့တောတာပန်ဖြစ်သွားတာတောတာပန်ဖြစ်သွားပြီဆိုတော့မစ္စောပြားလည်းတရားကိုရက်လိုက်တယ်ပေါ့အဲ့တော့တခါကြီးကရောဇာမင်းသားရောဇာမင်းသားကမစ္စောပြားကိုချောက်တယ်အရှင်ပြားတဲ့ဒီနေ့ကစပြီးတော့ ဘသူစီမာမှပစ္စည်းလေးပါအလူမခံပါနဲ့ဗျာတပည့်တော်တဦးတည်းထဲမှာပဲအလူခံပါတရားလွန်ကဲသွားပြီနော်တရားတရားကအလွန်ကောင်းသွားပြီတရားတရားကအလွန်ကောင်းသွားတဲ့အခါကျတော့ဖခင်ကိုကြည့်မရတဲ့သူကအခုကြတော့ရှင်ဗျာနဲ့တပည့်တော်တဦးတည်းအထံမှာပဲလူသည်။ပစ္စည်းကိုအလူခံပါတခြားဘသူစီမာမှအလူမခံပါနဲ့တော့ဒါအတ္တကြီးတယ်လို့ပြောလို့မရဘူးတရားလွန်ကဲတယ်လို့ခေါ်တယ်ကိုတော်ပဲဖြစ်သွားပြီလေ။ တတပံဖြစ်သွားတဲ့အခါမှာတရားလွန်ခဲ့တာနော်အဲ့တော့တပည့်တော်ထံမှာပဲအလူခံတဲ့ဘုသူစီမှာမှအလူမခံနဲ့မြတ်စွာဘုရားကပြောတယ်မင်းသားတဲ့အခုလိုမျိုးခြောက်ထားတယ်ဆိုတာသင်တယောက်တည်းမဟုတ်ဘူးတစ္ဆာတရားကိုသိသွားတဲ့ပုဂ္ဂိုလ်တိုင်းကအဲ့ဒီတိုင်းပဲခြောက်ကြတာပဲတစ္ဆာတရားကိုသိသွားပြီဆိုတဲ့အခါမှာတရားတွေလွန်ခဲ့ပြီးတော့ တပည့်တော်ထံမှာပဲအလူခံမှာဘုသူစီမှာမှအလူမခံမှာနဲ့တခုခုလို့ရင်တပည့်တော်စီမှာပဲအလူခံတာမျိုးလို့ဖြစ်သွားတယ်။ညမစွာဘုရားကမင်းသားတဲ့အခုလိုမျိုးရောက်ထားတာအတင်းတယောက်တည်းမဟုတ်ဘူးတဲ့။သစ္စာလေးပါးတရားကိုသိသွားတဲ့ပုဂ္ဂိုလ်တိုင်းကဒီတိုင်းကြီးပဲ။ဒါကြောင့်မစွာဘုရားကတင့်ထံမှာလည်းအလူခံမယ်။တခြားသူထံမှာလည်းအလူခံမယ်တဲ့။တခြားလောဘကြီးတယ်လို့ထင်အောင်မဟုတ်ဘူးဒါဘုရားရှင်းရောက်တာကိုပြောတာ အားလုံးကိုချီးမြှောက်ပေးတယ်ဘုရားကနော်အဲ့တော့တင့်ထံမှာလည်းအလူခံမယ်အခြားသူထံမှာလည်းအလူခံမယ်မြတ်စွာဘုရားကပြောတယ်အဲ့တော့ပြောချင်တာကရောဇာမင်းသားဒီလုံလုံပြောင်းလဲသွားတယ်သူနဲ့ပတ်သက်ပြီးတော့ပိဋကတ်ထဲမှာအမှတ်တရရှိသေးတယ်အဲ့တော့ရောဇာမင်းသားကသာသနာကိုကြီးညိုသွားပြီဘုဒ္ဓဘာသာဖြစ်သွားပြီသောတာပန်ဖြစ်သွားပြီအဲ့တော့သူဆုံးကတ်ချင်တယ် တန်ဃာတော်တွေကိုဆုံးကပ်ခြင်းနဲ့ဆုံးကပ်ခြင်းတော့ तू ကထူးထူးဆန်းဆန်းကပ်ခြင်းတာ तू ကတန်ဃာတော်တွေမဖုံးဘူးတာကပ်ခြင်းတာနော်တန်ဃာတော်တွေမဖုံးဘူးတာကပ်ခြင်းတာအဲ့တော့ तू ကနေတိုင်းဖုံးချောင်းသွားလေ့လာတာဖုံးကြီးတွေဘာတွေအစားများတော့နေတိုင်းဖုံးချောင်းသွားကြည့်တယ်ဆိုအဲ့တော့ तू တွေ့တယ်ဘာတွေ့လဲဆိုတော့ဩဖုံးကြီးတွေစားရခဲတဲ့ဟာနှစ်ခုသူတို့ခက်ကအစိမ့်ကြော် ကတ်တာမတွေ့ဘူးတဲ့အရွက်ကြော်တွေကတ်တာမတွေ့ဘူးတဲ့နော်နောက်တစ်ခုကမုံတမျိုးမုံအမှုံလို့ခေါ်မယ်အဲ့မုံတမျိုးကတ်တာလည်းမတွေ့ဘူးတဲ့အဲ့တော့ဘုံကြီးတွေကိုစားရခဲတဲ့ဟာသူကတ်ချင်တယ်ပေါ့နော်အဲ့ဒါနဲ့အစိမ့်ကြော်ကတ်မယ်အရွက်ကြော်ကတ်မယ်နောက်တစ်ခုမုံတမျိုးကတ်မယ်ပေါ့နော်အဲ့ဒီနှမျိုးတက်ကိုငွေတသိန်းအကုန်ကြခံမယ်ပေါ့ အတုခကငွေတသိန်းဆိုတာနည်းတဲ့ပမာဏမဟုတ်အဲ့တော့အဲ့ဒီအစိမ့်ကျော်နဲ့မုံတမျိုးအတွက်ကိုငွေတသိန်းအကုန်ကြခံပြီးတော့လှူမယ်ဆိုပြီးတော့သူစီစဉ်တယ်တရားရရအသိကောင်းသွားပြီနော်အဲ့တော့တန်ဃာတော်ရှင်သူမြတ်တွေကြွလာတခါကြီးကအဲ့ဒီအစိမ့်ကျော်တွေလောင်းလှူမုံတွေလောင်းလှူတန်ဃာတော်တွေကမဖုံးပေးကြဘူး ူတို့ဘဝမှာတခါမှဒါမျိုးမစားဘူးလေနော်ရဟန်းတော်တွေလှူတဲ့အထဲမှာတခါမှအဲ့ဒါမျိုးတွေမပါဘူးသေးဘူးရှေခိကရဟန်းတော်တွေကထူးဆန်းတယ်ဖယားရှင်ကစားပါလို့ပြောရင် မပြောသေးရင်မစားဘူးသူကအခုဒီမုံတမျိုးနဲ့အစိမ့်ကြော်ကဖယားရှင်ကခွင့်ပြုထားတဲ့ဟာမျိုးမဟုတ်ဘူးစားနေစားတာမရှိဘူးပေါ့နော်အဲ့ရဟန်းတော်တွေကတန်တရားဖြစ်ပြီးတော့မစားကြဘူး ဲ့တော့မြတ်စွာဘုရားသိသွားတာမြတ်စွာဘုရားကခွင့်ပြုတယ်နော်အဲ့ဒီအစိမ့်ကြော်ကိုလည်းစားခွင့်ပြုတယ်မုံတမျိုးအဲ့ဒီမုံအမုံကိုလည်းစားခွင့်ပြုတယ်ဆိုပြီးတော့ဘုရားကဝီနီးပြညံပေးရသေးတယ်တန်ရဟန်းတော်တန်တရားရှိလို့နော်မစားရဲကြလို့ဘုရားကစားလို့ရတယ်ဒါအဆက်တယ်စားခွင့်ပြုတယ်ဆိုပြီးတော့ခွင့်ပြုရတယ်အဲ့ခါကျမှရဟန်းတော်ကြီးဖုံးပေးကြတယ်ဒါအဲ့ဒီရောဇာမင်းသားနဲ့ပတ်သက်ပြီးဝီနီးပြတိကထဲမှာအမှတ်တရရှိတယ်ပေါ့ အေးအဲ့တော့ရောဇာမင်းသားကိုမြတ်စွာဘုရားဘာနဲ့နိုင်သွားတယ်လဲလို့မေးတကိုးနဲ့လားဆိုတော့မဟုတ်ဘူးမေတ္တာတရားနဲ့နိုင်သွားတာเนาะဘုရားကိုကြည်မရတဲ့လူတယောက်ကိုမေတ္တာတရားနဲ့ဘုရားနိုင်သွားတာအကြောင်းခစောစောကဥစဉ်ပြောခဲ့ပါတယ်မြတ်စွာဘုရားဒီသာသနာပြုတဲ့အခါမှာနေရာတကတကိုးကိုမသုံးပါဘူးဒါတကိုးမဟုတ်ဘူးဒါမေတ္တာရဲ့အစွမ်းလို့ခေါ်တယ်ဒီမေတ္တာအစွမ်းတွေဘုရားရှင်မှာပဲရှိတာလားဆိုတော့မဟုတ်ဘူးလူသားတိုင်းကျင့်သုံးလို့ရတဲ့တရားဖြစ်တယ်ပေါ့ ဖျားမို့လို့လို့ခေါင်းစဉ်တက်လို့မရဘူးဒီမေတ္တာတရားတွေဖျားသာကျင့်ခွင့်ရှိတာမဟုတ်ဘူးလူသားတိုင်းကျင့်ခွင့်ရှိတဲ့တရားဖြစ်တယ်ပေါ့ဘုရားရဲ့တရားတော်တွေကဖျားကမောင်ပိုင်မရှိထားဘူးဒါကငါပဲကျင့်ရမယ့်တရားငါပဲသိရမယ့်တရားလို့မြတ်စွာဘုရားစုတ်ကင်မထားပါဘူးလူသားတိုင်းသိခွင့်ရှိတယ်လူသားတိုင်းကျင့်ခွင့်ရှိတဲ့တရားတွေအဲကြောင့်အစွမ်းထက်တဲ့ဒီမေတ္တာတရားကိုဖျားသာကျင့်ခွင့်ရှိတာမဟုတ်ဖျားသာရတာမဟုတ်ဘူးဘသူမဆိုကျင့်ကြံအထွတ်ရနိုင်တဲ့တရားဖြစ်တယ်ပေါ့ ။အညာမေဆာဘုရားရှင်သည်သာသနာပြုတဲ့အခါမှာနော်များသောအားဖြင့်မေတ္တာနဲ့ကရုဏာကိုပဲခြေခံပြီးတော့သာသနာပြုတာဖြစ်တယ်ပေါ့။အခုလည်းရောဇာမင်းသားကိုဗုဒ္ဓနိုင်သွားတယ်ဆိုတာမေတ္တာတရားနဲ့နိုင်သွားတာ။ဒါကြောင့်ဗုဒ္ဓကြီးမေတ္တာအောင်ပွဲလို့ဆိုရမှာဖြစ်ပါတယ်နော်။ဗုဒ္ဓရဲ့မေတ္တာအောင်ပွဲ။ဒါကြောင့်လောကကြီးမှာငြိမ်းချမ်းခြင်းနဲ့တရားခြင်းနဲ့ဆိုရင်ကိုယ်စီကိုယ်စီမေတ္တာတရားကိုကျင့်သုံးကြရမှာဖြစ်တယ်ပေါ့။ မေတ္တာကရုဏာမုဒိတာဥပေက္ခတရားကိုဖယ်ထားလိုက်ရင်ဘယ်ကဘာမှဘယ်နိုင်ငံမှမငြိမ်းချမ်းပါဘူးနော်မေတ္တာကရုဏာမုဒိတာဥပေက္ခမရှိဘဲနဲ့ငြိမ်းချမ်းတဲ့နိုင်ငံရှိကိုမရှိတဲ့ကဘာပေါ်မှာကဘာပေါ်မှာတချို့နိုင်ငံတွေငြိမ်းချမ်းတယ်လို့ပြောတယ်အဲ့ဒါမေတ္တာထွန်းကားနေလို့ကရုဏာတွေထွန်းကားနေလို့မုဒိတာတွေထွန်းကားနေလို့ပဲနော်ငြိမ်းချမ်းတယ်လို့ပြောရင်သိချတယ်ဘုဒ္ဓဘာသာဟုတ်ဟုတ်မဟုတ်မေတ္တာကရုဏာမုဒိတာထွန်းကားနေလို့ပဲ မငြိမ်းချမ်းဘူးလို့ပြောရင်ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပါစေမေတ္တာကရုဏာမုဒိတာကင်းနေလို့ပဲဒါကြောင့်ဗုဒ္ဓဘာသာနိုင်ငံဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေငြိမ်းချမ်းတဲ့နိုင်ငံတွေဟာမေတ္တာကရုဏာမုဒိတာထွန်းကားနေလို့ဖြစ်တယ်ဒါကြောင့်ကျွန်တော်ငြိမ်းချမ်းကျင်တယ်ဆိုရင်မေတ္တာကရုဏာမုဒိတာဥပ္ပခါလို့ခေါ်တယ်ဒီတရားတော်တွေကိုကျင့်သုံးကြရမှာဖြစ်တယ်လို့နားလည်သဘောပေါက်ကြပြီးတော့ဒီနေ့လူချင်းများနဲ့တကွနမမေရှင်များအလုံးအလုံးအစမ်းထွက်တဲ့ဘုရားရှင်ကိုယ်တော်တိုင် သုံးစွမ်းနေတဲ့မေတ္တာတရားကြီးကိုလက်တွေ့လိုက်တာကျင့်သုံးပြီးတော့ကဘာကြီးငင်းချင်အောင်ကိုစီကိုစီကျင့်ကြံပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း